ဟုတ်မင်္ဂလာပါဒီနေ့မှာတော့ကိုရီးယားကိုအလုံနဲ့လာဖို့ခက်လာပေါ့အဲ့ဒီအကြောင်းလေးကိုကျွန်တော်အချက်လေးသုံးချက်နဲ့ပြောပြမှာဖြစ်ပါတယ်ပထမအဦးဆုံးချက် passport ရှိထားဖို့လိုအပ်ပါတယ်ဒုတိယချက်ကျန်းမာရေးကောင်းမှာဖြစ်ပါတယ်တတိယချက်ကတော့ EPS ဆောင်မှုဘဏ်ကိုအားရမှာဖြစ်ပါတယ်ပထမအဦးဆုံးချက် passport ရှိထားဖို့လိုအပ်ပါတယ်ကျွန်တော်ဆောင်မှုဘဏ် fountain နဲ့ချိန်ကြရင် PG passport ရှိထားဖို့လိုအပ်ပါတယ်တကယ်လို့လူကြီးမင်းမှာ PV ဖြစ်နေရင် PG ကို ပြောင်းလာလိုက်ပါ ခုကလေးက passport လုတ်ပါဇာဝဝဲဖောင်ကြောင်ရတဲ့ချိန်ကျရင် passport လုတ်ရတာခက်ခဲနိုင်ပါတယ်ပြီးရင်ဈေးကြီးနိုင်ပါတယ်ဒုတိယချက်ကတော့ဈေးမယ်ကောင်းမှာဖြစ်ပါတယ်ဈေးမယ်မှာဘာတွေပါလဲဆိုတော့သူက b p o c p o h i b ပြီးတော့အဆုတ်ဈေးမယ်ပြီးရင် color blind ပါညစ်လုံးဈေးမယ်ပါသူက color blind ကဘာကိုပြောလဲဆိုတော့ဒီကျွန်တော်အဝေးမုံအနီးမုံနဲ့မဆိုင်ပါဘူးကျွန်တော် ရောင်လေးတွေနဲ့ရေးထားတဲ့ကနန်းလေးတွေကိုကျွန်တော်တို့ခွဲနိုင်ရပါပြီတကယ်လို့လူကြီးမင်းက color blind ကိုဆက်ချင်နေဆိုရင် TikTok လို့ Facebook လို့ YouTube လို့မှာ Google Google လို့မှာပဲဖြစ်ဖြစ်ပေါ့နော် color blind test လို့ရေးပြီးတော့ဆက်ကြည့်ပါအဲ့ဒါဆိုရင်သူကနန်းလေးတွေကြားလာပါလိမ့်မယ်အဲ့ဒီကနန်းလေးတွေကိုကျွန်တော်တို့မြင်ရပါပြီတော်တော်များလူတော်များများအဲ့ဒီကနန်းလေးတွေကိုမြင်ကြပါတယ်အဲတရရဲ့ချက်ကတော့ EPN ဆောင်မှုဘက်ကအားမဖြစ်ပါတယ် ဲ့ဒီအချက်ကတော့နည်းနည်းလေးရေးကြည့်ပါတယ်။တချို့လည်းကြောင်းတဲ့လာတွေရှိပါတယ်။ပြီးတော့ကျွမ်းကျင်လုပ်တာအနေနဲ့လာတွေရှိပါတယ်။ပြီးရင်ကျွန်တော်ရာသီလုပ်တာအနေနဲ့လာတွေရှိပါတယ်။တခြားလာလို့ရတဲ့နည်းလမ်းတွေရှိပါတယ်။ဒါပေမဲ့အများစုကတော့ EPS နဲ့နဲ့လာကြတာများပါတယ်။ EPS ဆမှုဘက်ကိုဖြည့်ပြီးလာကြတာများပါတယ်။ EPS နဲ့မှာကသူကကတ်သက်ထားတာရှိပါတယ်။ main လေးဆိုရင်သူက10တန်းအောင်မှရောက်မှာပါ။ယောက်ျားလေးဆိုရင်သူက10တန်းမအောင်လည်းရောက်ပါတယ်။ အသက်ရွယ်ရတော့သူအသက်16ကနေပြီးတော့39နှစ်ထိရပါတယ်။အဲဆာမူဝဲကဘာတွေဖြစ်ရလဲဆိုတော့ဆာမူဝဲမှာကအပိုင်းနဲ့ပိုင်းခွဲထားပါတယ်။ပထမတစ်ပိုင်းကတော့စာဖြစ်ရမှာဖြစ်ပါတယ်။ဒုတိယတစ်ပိုင်းကတော့အဲ skate test ပါခန္ဓာကိုယ်ကြက်ခိုင် transfer စစ်တာပါ။အဲ့နှစ်ပိုင်းဖြစ်ရမှာဖြစ်ပါတယ်။ပထမတစ်ပိုင်းအောင်ပါဒုတိယတစ်ပိုင်းကိုဖြစ်ရမှာဖြစ်ပါတယ်။ဒီလိုဒုတိယတစ်ပိုင်းအောင်ပြီးသွားရင်ကျွန်တော်တို့အလုပ်ဖောင်တင်လို့ရပါပြီ။ လုတ်ဖောင်တင်ပြီးကိုရီးယားကအလုတ်ခေါ်စာကြပြီဆိုရင်ကျွန်တော်ပြည်ဝင်ခွင့်ဗီဇာရပြီဆိုရင်ဆေးဆက်ပြီးတော့ကျွန်တော်ကိုရီးယားသွားလို့ရပါပြီအဲဒါဆိုရင်ကျွန်တော်ကိုရီးယားရောက်ပါပြီအဲကျွန်တော်ဒီကြောင်းလေးဘာဖြစ်လို့ပြောပြလဲဆိုတော့ကျွန်တော်ရဲ့အဲဒီဗီဒီယိုကိုအများအားဖြင့်ကြည့်ပြီးနေတဲ့အောက်ပေးနေတဲ့လူတွေကိုအဲဒီကိုရီးယားကိုဘယ်လိုလာလို့ရလဲပေါ့နော်အဲဒီကြောင်းလေးကျွန်တော်ပြောပြချင်လို့ပါအဲအခုကျွန်တော်ပြောပြတဲ့အချက်လေးသုံးချင်တဲ့ကိုရီးယားကိုလာလို့ရပါတယ်ပြီးရင်ကျွန်တော် EPS Mobile ကခက်လား အဲ့ဒီကောတော့လွယ်လားပေါ့နော်အဲ့ဒီအကြောင်းလေးကိုကျွန်တော်နောက်ဗီဒီယိုလေးမှာပြောင်းပြောင်းပြပါမယ်အားလုံးပဲခေါင်းလုံးညာနေပြကြပါစေအားလုံးပဲခေါင်းနိုင်ပါ